ားလုံးပဲမင်္ဂလာပါရှင်ဆီယမကတော့အောက်ဆက်ကြခင်မီယာလောကီပညာတန်တန်းမှာဆီယမခင်ဦးသစာဖြစ်ပါတယ်ဒီကနေ့မှာတော့ဆီယမက အိမ်ချမ်းမြေတွေကိုအခုနောက်ပိုင်းမှာပေါ့နော်ရောင်းကြတယ်ဝယ်ကြတယ်ဒီလိုမျိုးတွေဖြစ်တဲ့ခါမှာဝယ်ခက်တဲ့ပြဿနာရောင်းခက်တဲ့ပြဿနာလေးတွေကိုကျွန်မတို့ကြုံရတာလေးတွေရှိတယ်ဒီခါမှာဘလို့အကြောင်းအရာတွေကအိမ်ချမ်းမြေရောင်းခက်ဝယ်ခက်ဖြစ်စေတယ်လေဘလို့အချက်အလက်လေးတွေကိုလောက်ရင်အဆင်ပြေမလဲနောက်တစ်ခါ ဘလိုမျိုးအစီရင်တွေနဲ့ရောအိမ်ချမ်းမြေရောင်းထွက်ဖို့အတွက်လုပ်လို့ရတယ်လေစသဖြင့်ဒီလိုအကြောင်းအရာလေးတွေကိုဆရာမကပြောပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပေးပါအောင်နော်ဆရာမတို့တွေကအာကာလ အခြေအနေအရာပေါ့နော်ငွေကြီးတန်မိုးနှိမ့်ချပြီးတော့ပစ္စည်းတန်မိုးတွေမြင့်တက်လာတဲ့အခါမှာတချို့ကလက်ထဲမှာငွေကင်ထားမဲ့အစားမြေဓမ္မမဟုတ်လို့ရှိရင်လည်းအဆိုင်ခဲနေနေရွှေဒီလိုမျိုးလေးတွေကိုပြောင်းလဲပြီးတော့စုဆောင်းကြတယ်ဆရာမတို့မြန်မာလူမျိုးတွေကဒီလိုမျိုးစုရဲ့အလေးချင်းရှိတယ်လေနော်ဆိုတော့ ဒီလိုမျိုးစုကြအဆောင်ကြပြီးသွားတဲ့အခါမှာတချို့တချို့ဆိုလို့ရှိရင်အခုကာလမှာအနေရတနေရကိုပြောင်းရွှေ့တာပဲဖြစ်ဖြစ်မိမိရဲ့မျိုးရွာကအိမ်နေခြံနေမြေတွေကိုရောင်းချပြီးတော့အခြားမျိုးရွာကိုပြောင်းရွှေ့တာနိုင်ငံရဲ့ခြားတိုက်တစ်ပတ်ကိုပြောင်းရွှေ့နေထိုင်တာစသဖြင့်ဒီလိုမျိုးတွေလောက်ကြတဲ့အခါမှာအခက်ခဲကြတဲ့လေးတွေကြုံတာလေးတွေပြဿနာလေးတော်တော်များများတွေ့ရတယ်တော်တော်များများပြောကြရဲပေါ့နော်ရှိတဲ့ပေါက်ဈေးထက်ဈေးလျှော်ရောင်းတေချာပေါက်ရောင်းထွက်တယ်တော်တော်များများပြောကြရဲ ဘသူမဆိုရောင်းတဲ့သူကိုယ်တိုင်ကငကိုရရောင်းပါတယ်ဆိုမှအမျက်လိုချင်တဲ့ဒုတိမဟုတ်တရားတိုင်ကြီးလိုချင်တဲ့အတွက်ကြောင့်မို့လို့ဒီရောင်းချတဲ့ အမောက်ရောင်းချရတဲ့ငွေပမာဏကို ရောင်းတဲ့သူဘက်ကအများဆုံးတက်နိုင်သမျှရကျင်ရနိုင်သလောက်ရကျင်တာထုံးစံမယ်ဒီလိုပဲဝယ်ရတဲ့သူဘက်ကလည်းအသက်တာဆုံးဈေးနှုန်းနဲ့ဖြစ်နိုင်ရင်အလကားနှိပါရလေကောင်းနေပဲဒါဟာရောင်းသူဝယ်သူတဘာဝပဲဒါပေမဲ့ပြောခဲ့သလိုပဲအာရှိတဲ့တန်ဖိုးထက်ဈေးချရအောင်ရောင်းထွက်တယ်ဒါမှမဟုတ်လို့ရှိရင်လေဒီငွေစည်းအတိုက်အကျကိုစောင့်ရောင်းရောင်းထွက်တယ်အရေးစကားတွေဒီလိုမျိုးပြောကြပါမယ် ဆရာမတို့ log in စီရင်တွေနဲ့ထင်မြင်ယူဆချက်တွေကြတော့တချို့နေရာတွေမှာဒီအိမ်နေဒီချက်နေရောင်းမွေရအတွက်တချို့အိမ်တွေကရောင်းထွက်လိုက်ရင်ကိုက်ကန်ရှင်တွေကတချို့ကတော့အခက်ခဲရှိလို့ရောင်းကြတာမျိုးရှိတယ်။ဥပမာဒီတာသမီပညာရေးအတွက်ကြောင့်မလို့ရောင်းတာရှိတယ်။မိမိရဲ့ကျန်းမာရေးအတွက်ကြောင့်မလို့ဒါကိုရောင်းချပြီးတော့ကုသဖို့အတွက်ရှိတယ်။တချို့ကြတော့လေစီးပွားရေးလုပ်ငန်းတွေမှာယင်းနှိမ့်နှံ့ခြင်းလို့ရောင်းချင်တဲ့သူတွေရှိတယ်။ ဒီနေရာမှာများသောအားဖြင့်တချို့တချို့သောကျန်းမာရေးစီးပွားရေးပြဿနာတွေဟာဆမတို့အမြဲတမ်းပြောပြသတိပေးနေတဲ့အတိုက်ခိုက်အနှောက်အယှက်ပျောကားတွေကြောင့်မလို့ဖြစ်တဲ့အခါမှာဒီအိမ်ရောင်းထွက်သွားရင်ဒီလူရဲ့အခက်ခဲပြေလည်ပြီးတော့အဆက်ဆက်ရာရာမှာအဆင်ပြေသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကြန့်ကြာတာမျိုးရှိတတ်တယ်။ဒါသည်တစ်ချက်ပါ။ နောက်တစ်ချက်က DN D chain D နေရောင်းမဲ့နေရာဌာနမှာရှိတဲ့အဆောက်အအုံပုံကိုကျမတို့ကတော့အိမ်ဆွဲတယ်လို့လည်းခေါ်တယ်။ဘာလဲဆိုရင် DN ကနေပြီးတော့နေရာတောက်လျှောက်အစင်ပြေတယ်။ကိုက DN ကိုရောင်းတော့မယ်ဒါမှမဟုတ်ရင် DN ကနေပြောင်းတော့မယ်လို့စီစဉ်လိုက်ပြီဆိုရင်ဒီစီစဉ်ထားတဲ့ကိစ္စတွေဟာ ထိငော့ကြန့်ကြာပြီးတော့အကိုမငွေနေတဲ့ငွေဝင်လမ်းကြောင်းတွေပိတ်သွားတာမျိုးတွေဈေးရောက်နေတဲ့စီးပွားရေးသမားတွေဆိုလို့ရှိရင်လည်းအယောင်ဝယ်တွေရပ်တန့်သွားတာမျိုးတွေဆက်သမင်ဒါမျိုးတွေကြုံတာမျိုးရှိတတ်တယ်ဒါတွေကတစ်ချက်နောက်တစ်ခုကတော့ တချို့တချို့တော့တိုက်မြီတွေတိုက်မြီတွေဆိုတာဘလို့အိနေရမျိုးတွေလဲဆိုတော့ရှေ့ခေရှေ့ခါကရှိခဲ့ဘူးတဲ့ဒီတိုက်ကြောနဲ့ဆက်ဆက်တဲ့နေရာဌာနရေဥပမာဆိုလို့ရှိရင်ကျမတို့ဘကူးဘတ်ဆိုနေရာတော်တော်များများဒီဒေးစွန်ပါပေါ့နော်ဘကူးဒေးစွန်ပါတောင်နဲ့ပတ်သက်တဲ့နေရာတဝိုက်ဆိုလို့ရှိရင်ဒါဒီကျမတို့တိုက်ကြောတွေစုပေါင်းနေတဲ့နေရာလို့ပြောလို့ရတယ်ဆိုတော့ဒီနေရာတွေမှာကိုရောင်းလိုက်မဲ့ပိုင်ရှင်ကဒီနေရာဒီဒေတာနဲ့တင့်တော်တဲ့သူမျိုးမဟုတ်ဘူးဆိုလို့ရှိရင်လေရောင်းခတ်တာမျိုးတွေဖြစ်တတ်တယ် ဒါကြောင့်မို့လို့ဒီလိုအချက်လက်တွေရှိတယ်။နောက်တစ်ခုကတော့ဘာလဲဆိုတော့တန်ရာတန်ကြီးထက်အစမတန်ဈေးတင်တာမျိုးတွေကိုခေါ်တဲ့ဈေးနဲ့တကယ်တန်တဲ့ဈေးကအစမတန်ဟနေရမျိုးတွေဆိုလို့ရှိရင်လည်းရောင်းခတ်ဝယ်ခတ်တာမျိုးတွေရှိတတ်တယ်။ဒါပေမဲ့လည်းကန်ကပြောလို့မရဘူး။ကိုယ်မှရပိုင်ခွင့်ရှိတဲ့အခါမှာကျမတို့ရဲ့ဒီဌာနမှာလာရောက်ပြီးတော့ဆွေးနွေးတိုင်ပင်ထားတဲ့သာသမီတယောက်ဆိုလို့ရှိရင်သူ့ရဲ့ဒီနေပေါ့နော်မပြီးတဲ့မှာမှာ မွန်ပြည်နယ်ဘက်မှာရှိရသူ့ရဲ့ခြံသူ့ရဲ့ခြံရဲ့ပေါက်ဈေးဒီအကာလာပေါက်ဈေးကများတယ်ဒါပေမဲ့သူတို့စိတ်ထဲမှာထင်တာဒီဒီခြံရဲ့ပမာဏကဆိုပါဆို3300လောက်ပဲတန်တယ်လို့သူတို့ထင်တယ်ဒါပေမဲ့တကယ်ပေါက်တဲ့ပေါက်ဈေးကအဲ့ထက်မကောက်ဒီခါမှာဆရာမတို့ကစစ်စစ်မေးမြန်းပြီးတော့လိုအပ်တာလေးတွေလုပ်ပေးလိုက်တဲ့ခါမှာသူတကယ်ရောင်းထွက်သွားတဲ့အခါ3000နဲ့အထက်ရသွားတာမျိုးကြီးကြုံတွေ့ဘူးတယ်ဒါကတော့အတွေ့အကြုံလေးတစ်ခုပေါ့နော်ဆိုတာကဘာလဲဆိုတော့ ကန်ဆိုတာဒီပြောလို့မရဘူးကိုလိုချင်တာကဒီလောက်ပေါက်ဈေးကဒီလောက်ဆိုပေမဲ့လေတကယ်တမ်းကိုနဲ့ကိုက်ညီလို့အဆင်ပြေသွားတဲ့အခါအကျိုးပေးသွားတဲ့အခါမှာဒီလိုဒီလိုတွေလည်းရတတ်တယ်ဒါကြောင့်မို့လို့ရောင်းခတ်ဖြစ်နေတာကတော့ဒီလိုဟုတ်ပြီဝယ်ရခတ်တာဝယ်ရခတ်တာကတော့တိတ်ချက်လည်းများများဆဆမရှိဘူးပြောခဲ့သလိုပဲဒီလူမှာအာဆိုပါစို့အသက်ဘုံမိကြတဲ့နှစ်တွေမှာနောက်တစ်ခါကျမ်းမာရေးတအားညံ့တဲ့နှစ်တွေရှိတတ်တယ် နောက်တစ်ခါနဝင်းကြရဲ့နှစ်ဒီဥမာ2936နော်5455ဒီလိုနှစ်မျိုးတွေဆိုလို့ရှိရင်ကို့အတွက်ကောင်းတဲ့အရာနဲတဲ့အတွက်ကြောင့်မလို့ဝင်မိတယ်ဆိုလို့ရှိရင်တော့မှဒီအရာပိုက်မိပြီးတော့ကို့လက်ထက်ရောက်တော့မှဈေးကြတာမျိုးဟိုများလို့အပြင်ခြံတို့မြေတို့ဒီဈေးကြတတ်တဲ့သဘောတော်ကွာမရှိဘူးသို့တော့ကိုယ့်လက်ထက်ရောက်မှဒီလိုဖြစ်တာမျိုးလေးတွေရှိတတ်တယ်ဆိုတော့ဒါရီကဘာနဲ့သက်ဆိုင်လဲဆိုလို့ရှိရင် ကျမတို့အရာအားလုံးကိုအဲတခခုပြောလိုက်တိုင်းဒီလောကီပညာနဲ့တိုင်းထွာပြီးတော့ပြောနေတယ်လို့တော့မထင်သေးခြင်းမူကျမတို့တွေဒီ လောကထဲမှာနေနေတဲ့၍တာမန်လူသားတွေဖြစ်နေတဲ့၍လောကီကျိုးစီးပွားနဲ့ဘယ်ရာမှကကင်းလွတ်နိုင်ခြင်းမရှိပါဘူးရှင်။ဒါကြောင့်မို့လို့နောက်တစ်ခါကျမတို့ရဲ့နိုင်ငံကျမတို့ရဲ့လူမျိုးဓလိထုံးတဲ့အစလာရီအရာဘေးရင်ရေရာနဲ့အစီရင်ဂါထာမန်နဲ့မန်နီယာတွေဟာဒီလူမျိုးတွေစတင်ပြီးပေါ်ပေါက်ပါပြီဆိုကြတဲ့အမြင့်တွေပြီးရှိခဲ့တာဖြစ်တဲ့အတွက်နောက်တစ်ခုဇန်နာယီပုံမြင်ဓလိထုံးတဲ့ဆလာနဲ့ယဉ်ကျေးမှုတွေပတ်သက်ဆက်ရှက်ပြီးတော့ကိုယ့်ကိုယ်ယုံကြည်မှုမှာယဉ်ကျေးမှုအနေနဲ့ ရှင်တွဲတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါရီယာဒဇိတ်တရေတာအနေနဲ့ပါဝင်ပါတယ်ရှေးရခင် ရှင်ဘရင်တွေလက်ထက်ထဲကဒီအစီရင်ရေရာရီဆိုတာလဲရှိခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျမမိတ်ဆွေများအနေနဲ့ဒီလိုအခက်အခဲကြက်တဲတွေတွေ့နေရဲမိမိတို့ရဲ့အိမ်တွေရောင်းမထွက်တာ ရောင်းပြင်တော့လဲပဲဈေးကောင်းမရတာနောက်တစ်ခါဝယ်ဖို့ရာအတွက်လုံနေတဲ့အချိန်မှာလဲနှီးမျိုးမျိုးနဲ့ပြက်နေတာဝယ်ဖို့လုံမှလက်ထဲမှာငွေကောင်းကွဲသွားတာစသဖြင့်ဒီလိုအကြောင်းအရာမျိုးလေးတွေကြုံတွေ့နေတယ်ဒီခက်ခဲလေးတွေကိုဖြေရှင်းနေတယ်ဆိုရင်ကျမတို့ရဲ့အောက်ဆက်ကြံမိရလောကီပညာဒဏ္ဍာမှာလာရောက်မေးမြန်းဆွေးနွေးနိုင်ပါတယ် ယ်ရှင်ဟုတ်ကဲ့ဒါကတော့အိမ်တွင်မြေတွင်ရောင်းခတ်ဝယ်ခတ်ဖြစ်နေတဲ့အခါမှာတတိထားစဉ်းစားရမယ့်တတိထားတဲ့အချက်အလက်လေးတွေကိုဆရာမကမျှဝေပေးခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးပဲတိတရားအကြောင်းအရာလေးတွေတိမှတ်ဖွဲ့ရလောကီပညာအစီရင်လေးတွေ ဗဟုသုတတွေကိုမျှဝေပေးမှာဖြစ်လို့ဆ iam မရဲ့အောက်ဆက်ကြကံမီယာ log in ပညာတန်တန် page လေးကို like and follow လေးလုပ်ထားပေးပါအောင် TikTok နဲ့ YouTube မှာလည်း channel လေးတွေရှိရာဖြစ်လို့ subscribe and follow လုပ်ထားပေးပါအောင်เนาะကျမမိတ်ဆွေများကန်နူဆက်သမျှရကြပါစေရှင်